กับอาชันตาสองยูเอฟซีไฟต้าตองอู ရတမြလုံးမဲမင်္ဂလာပေါင်းဗမိစဒေလီနျူးစ်ကနေကြိုဆိုလိုက်ပါတယ်အခုခေတ်မှာ UFC ကိုစိတ်ဝင်စားသူတွေကများလာပါပြီး Ultimate Fighting Championship လို့ခေါ်တဲ့ UFC ပွဲတွေမှာချန်ပီယံတွေကြတဲ့ fighter တွေကပရိသတ်တို့ထင်ထားတာထက်တောင်ဝင်ငွေပိုကောင်းကြပါတယ်ဒီနေ့မှာတော့ UFC လောကရဲကအချမ်းသာဆုံး fighter ၃ဦးကဘယ်သူတွေဖြစ်မလဲဆိုတော့ပြပြပေးသွားပါမယ်နံပါတ်၁ Conor McGregor The Notorious Conor McGregor က Ireland နိုင်ငံသား UFC fighter ဖြစ်ပြီး UFC သမိုင်းတလျှောက်မှာအကောင်းဆုံး marketing fighter တစ်ယောက်ဖြစ်နာမည်အကြီးဆုံးဖြစ် 对吧？ သူရဲ့နာမည် The Notorious ဆိုတာကပဲသူရဲ့နေထိုင်မှုပုံစံကိုဖော်ပြနေတာရှင်။ကြောင်းရွံ့ခြင်းမရှိတဲ့စကားပြောတဲ့ပုံစံကြောင့်လည်းနာမည်ကြီးသလိုပြိုင်ပွဲကိုလည်း Entertainment Show တစ်ခုလိုပြုလုပ်တတ်တဲ့သူပေါ့။ခေါနာက UFC ထဲမှာ Featherweight နဲ့ Lightweight နှစ်ခုလုံးရဲ့ Champion ဆုကိုရထားတဲ့ပထမဆုံး Fighter ပေါ့။သူ့ပွဲတွေက Pay-per-view ပြီးတွေနဲ့ပေါင်းစပ်လို့အမျက်စွန်းတွေများစွာရခဲ့ပါတယ်။အထူးသဖြင့်2018ခုနှစ်မှာ Floyd Mayweather နဲ့ပြိုင်ခဲ့တဲ့ Boxing Match မှာတပွဲတည်းနဲ့ဒေါ်လာ100မီလီယံလောက်ကိုဝင်ငွေရခဲ့ပါတယ်။ဒီတပွဲကတော့ခေါနာကို UFC လောကအပြင်စီးပွားရေးလောကမှာလည်းအောင်မြင်သူအဖြစ်ပြောင်းလဲသွားစေခဲ့တာပေါ့နောက်ပိုင်းမှာတော့ Propano 12 Irish Whiskey ကိုတည်ထောင်ပြီးရောင်းချရမှာတန်ဖိုးငွေဒေါ်လာ600မီလီယံလောက်ရရှိခဲ့တယ်လို့ဆိုပါတယ်သူရဲ့လုပ်ငန်းတွေမှာ Burger Chain, Gin Brand, Fashion Line စတာတွေကလည်းပါဝင်နေပြီးစုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးကဒေါ်လာ200ကနေ250မီလီယံထိရှိတယ်လို့ခန့်မှန်းထားပါတယ် Conor McGregor က UFC Fighter 2ထပ်ပေါ်ပြီး Brand တစ်ခုဖြစ်သွားခဲ့တဲ့သူပေါ့နံပါတ်2 Khabib Nurmagomedov နောက်တစ်ယောက်ကတော့ Anderson Fedex Champion Khabib Nurmagomedov ပဲဖြစ်ပါတယ်။သူကိုရုရှားနိုင်ငံ Dagestan မှာမွေးဖွားခဲ့ပြီးငယ်စဉ်ကတည်းက Wrestling, Judo, Sambo စတဲ့ကိုယ်ခံပညာနည်းလမ်းတွေကိုသင်ယူခဲ့တဲ့သူပါ။ Khabib က UFC ထဲမှာ29ပဲပြိုင်ပြီးတပွဲတော်မှာမရှုံးခဲ့သူပဲဖြစ်ပါတယ်။သူ့အောင်မြင်မှုအကြောင်းရင်းကတော့စနစ်တကျလေ့ကျင့်မှုနဲ့စီကံကိုလေးစားတာပဲဖြစ်ပါတယ်။သူ့အဖေကသူ့ကိုကိုယ်တိုင်လေ့ကျင့်ပေးခဲ့တဲ့နည်းပြတွေကိုဖြစ်ပြီးသူ့ရဲ့နာမည်ကို UFC ရဲ့မှာ The Eagle ခေါ်ကြပါတယ်။ Khabib ရဲ့နာမည်အခြေဆုံးပွဲကတော့2018ခုနှစ်မှာ Conor McGregor နဲ့ ရှင်ပြိုင်ခဲ့တဲ့ UFC ထူးထူးနိုင်မယ်ဖြစ်ပါတယ်။ ဒီပွဲက UFC တမိုင်းထဲက Paper View အမြင့်ဆုံးပွဲတစ်ခုဖြစ်ပြီးကော်နာကိုအနိုင်ယူနိုင်ခဲ့တာပါ2020မှာတော့သူ့အဖေကွလွန်သွားပြီးတဲ့နောက် UFC ကနေအနားယူခဲ့တဲ့ရှင်အခုတော့အနားယူပြီးလေးချင်ရည်နဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ Eagle FC ကိုစတင်ပြီးအနာဂတ် Fighter အသစ်တွေကိုသင်ပြီးနေတဲ့သူပါသူရဲ့စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးကတော့ဒေါ်လာ100မီလီယံခန့်ရှိတယ်လို့ခန့်မှန်းထားပြီးသူ့ဘဝမှာဦးစားပေးတာကငွေမဟုတ်ပဲဂုဏ်သိက္ခာနဲ့သစ္စာပဲဖြစ်ပါတယ်နံပါတ်3 George St. Pierre GSP နောက်ဆုံးကတော့ UFC လက် ချန်တူဖြစ်တဲ့ဂျော့စိန့်ဖီယဲပဲဖြစ်ပါတယ်။သူဟာကနေဒါနိုင်ငံသားဖြစ်ပြီး UFC Welterweight Division ထဲမှာနာမည်အကြီးဆုံးပေါင်းသူရဲ့နီးစနစ်တွေထဲမှာ Karate, Wrestling, Boxing, Jiu-Jitsu စတဲ့နီးလမ်းအမျိုးမျိုးပါဝင်ပြီးတော့နီးလမ်းတွေကိုပေါင်းစပ်သုံးတတ်တဲ့ Complete Fighter တူပဲဖြစ်ပါတယ်။သူရဲ့နာမည်ကြီးပြိုင်ပွဲတွေမှာ BJ Penn, Matt Hughes, Michael Bisping စတဲ့ Champion တွေနဲ့ရှင်ပြိုင်ပြီးတော့အများနဲ့အနိုင်ယူခဲ့တာပေါင်း GSP ဟာ UFC ပြိုင်ပွဲကနေငွေသားမများစွာရရှိခဲ့ပြီးနောက်ပိုင်းမှာတော့တရုတ်ဆောင်အလို့ Fitness Brand Promotion င် health coaching စတာတွေကိုလုပ်လာပါတယ်။သူရဲ့ net worth ကဒေါ်လာ30မီလီယံခန့်ရှိတယ်လို့ခန့်မှန်းထားရရှင်။ George St. Pierre ကအရေးသွေးကိုတန်ဖိုးထားတဲ့ UFC fighter လည်းဖြစ်ပါတယ်။အခုပြောပြခဲ့တဲ့ UFC fighter သုံးဦးမှာ Conor McGregor ကစီးပွားရေးမှာလည်းအောင်မြင်နေကခါဘေးကလည်းလူကြိုက်များသူတယောက်ပါ။ GSP ကနေစနစ်တွေကိုတုံတက်သူဖြစ်လို့အောင်မြင်လာခဲ့တာပါ။သူတို့သုံးယောက်စလုံးကအောင်မြင်မှုအတွက်အရေးချင်းတွေကိုအများအားဖြည့်တင်းနေကစင်ရထက်တမ်းမှုအကောင်းလာကတော့ထင်ရှားပါတယ်။ အဲ့ဒါကြောင့် UFC ဆိုတာပြိုင်ပွဲတစ်ခုဆိုတာထက်ယူတိုက်ရင်တော့လေးစားစရာအချက်တွေကိုတွေ့နိုင်ပါတယ် UFC fighter တွေထဲမှာဘယ်သူကိုသဘောကျဆုံးဖြစ်မလဲဆိုတာပြပြခဲ့အောင်အောင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ